ကဲအားလုံးပဲမင်္ဂလာပါနော်ဒီချက်ကတော့ဒီကနေ့ဥပုံနေလေးပေါ့နော်ဥပုံနေမှာဒီချက်ကအမြဲတမ်းလာပြီလာ껙တို့ဟိုရှေ့ရဲ့ဥပုံတို့ပေါ့နော်ဝါရွင်ရောဝါပါရောအမြဲတမ်းဒီချက်ကဥပုံဆောင်လာတယ်အဲဥပုံနေမှာဆိုလို့ရှိရင်ဒီချက်တို့က၈ပါးတိလာထိန်ရတယ်ပေါ့နော်အဲ့ဒါ၈ပါးတိလာထိန်ရတဲ့နေလေးမှာဒီချက်က၈ပါးတိလာကိုပေါ့နော်၈ပါးတိလာကိုဒီချက်တို့ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့၈ပါးတိလာကို အင်္ဂလိပ်လိုလေးဘယ်လိုပြောလဲပေါ့နော်အဲ့လိုလေးလည်းတစ်ချက် sharing လုပ်ပေးမယ်နောက်တစ်ခုကကြတော့ဟိုပါ့ making ship ပါနော်တချို့ဟိုဗုဒ္ဓဘုရားရှင်ဆုံးမထားတဲ့ making ship ပါနော် making ship ကိုအင်္ဂလိပ်လိုလေးဘယ်လိုပြောလဲပေါ့နော်အဲ့ဒါကိုတချို့ကအဲဒီ video file လေးထဲမှာ sharing လုပ်ပေးသမှာပေါ့နော်တချို့က making ship ကိုဘယ်လိုပြောလဲပေါ့နောက်တစ်ခုကကြတော့သစ္စာလေးပါပေါ့နော် သစ္စာ၄ပါးကိုအင်းလိုက်လို့ဘယ်လိုပြောလဲဆိုတာတချေကဓမ္မဒါနအနေနဲ့ရောဟောလောကီပညာရောလောကုတ္တရာပညာရောပေါ့နော် sharing လုပ်ပြီးတော့မှလောကီအနေနဲ့ကတော့တချေကဒီအင်္ဂလိပ်စာအာ sharing လုပ်ပြီးတာပေါ့ဒီလောကုတ္တရာအနေနဲ့ကတော့ဒီသစ္စာ၄ပါးရဲ့မကင်၈ပါးရဲ့၈ပါးတိလာရဲ့ပေါ့နော်အဲ့သုံးမျိုးကိုအင်္ဂလိပ်လိုလေးဘယ်လိုပြောလဲဆိုတာဒီ channel တူတူလေ့လာကြည့်ကြရအောင်နော်ဒီနေ့ တချက်ဥပုံဆောင်ရင်းနဲ့ဓမ္မဒါနလုပ်ပါတယ်နော်ကဲဟုတ်ပြီဆက်လိုက်ရအောင်နော်ကဲအခုပထမဆုံးသစ္စာ၄ပါးကိုစပြီးပြောပါမယ်နော်သစ္စာ၄ပါးကို ပါဠိလိုကတော့ဒုက္ခသစ္စာတမှုရိယသစ္စာမဂ္ဂသစ္စာနိရောဓသစ္စာဆိုပြီးသစ္စာ၄ပါးရှိပါတယ်သစ္စာဆိုတာအမှန်တရားကိုပြောတာပါအဲ့ဒါကအင်္ဂလိပ်လိုကတော့ the four novel truths the truth of suffering ဒုက္ခသစ္စာ the truth of the cause of suffering သမုဒယသစ္စာနံပါတ်3 the truth of the path that leads to the end of suffering ဒုက္ခဆုံးရာကိုကျင့်တဲ့လမ်းကြောင်းမဂ္ဂသစ္စာနံပါတ်4ကတော့ the truth of the end of suffering နိရောဓသစ္စာဒုက္ခရဲ့အဆုံးနိရောဓသစ္စာသစ္စာ၄ပါးကတော့ အင်္ဂလိပ်လိုဒီလိုလေးပြောရပါတယ်เนาะမြန်မာလိုကတော့ခန္ဓာငါးပါးကဆင်းရဲခြင်းအမှန်တရားသစ္စာတရားပေါ့เนาะနံပါတ်2ကတော့ဆင်းရဲဖြစ်ကြောင်းအမှန်တရားသမှုတရားသစ္စာတွေ့ညှိမှုတဲ့နောက်နံပါတ်3ကတော့ဆင်းရဲချုပ်ငြင်းရအမှန်လမ်းစံပေါ့မဂ္ဂသစ္စာလမ်းကြောင်းအမှန်ပေါ့နံပါတ်4ကတော့និရောဓသစ္စာဆင်းရဲခက်သိမ်းချုပ်ငြင်းရအမှန်ဖြစ်တဲ့និရောဓသစ္စာပေါ့เนาะနောက်တစ်ခါ မက်ခင်၈ပါပေါ့မက်ခင်၈ပါတဲ့ကအခုပထမဆုံး ပြောပြမှာကတော့တမာဒိဋ္ဌိပေါ့နော်မှန်ကန်သောအမြင်ရှိခြင်းပေါ့မက်ခင်၈ပါကို the noble eightfold path လို့ပြောပါတယ် understanding the nature of cause and effect အကြောင်းကျိုးနေရာမာတွေကိုအမှန်တိုင်းသိခြင်းသဘာဝတရားကိုအမှန်တိုင်းသိခြင်းတမာဒိဋ္ဌိပေါ့နော်တမာ ဒိဋ္ဌိကို right view လို့ပြောပါတယ်။ Now နံပါတ်2 right intention တမသင်္ကပ္ပ right thoughts လို့လည်းပြောပါတယ်။ readiness to cultivate compassion မှန်သောအတွေ့အကြံပေါ့နော်။မှန်ကန်သောအတွေ့အကြံတမသင်္ကပ္ပလို့ပြောတယ်။ပါဠိလို့ဆိုလို့ရှိရင်เนาะ။ Now နံပါတ်3 right speech သမာဝါစာမန်ဒိုစကားကိုပြောခြင်း avoiding lying and violent speech လိမ့်လေတာနဲ့ကြမ်းတမ်းတဲ့စကားတွေကိုရှောင်ရှားတာပေါ့အဲ့ဒါကတော့ right speech သမာဝါစာလို့ပြောတယ်ပါဠိလို now number 4ပေါ့ now number 4ကတော့ right action မှန်ကန်သောတမကံပန္တာပေါ့နော်မှန်ကန်သော ပြုမှုဆောင်ရွက်မှုရှိခြင်း avoiding harming ourselves and others အခြားလူကိုမမိရောမထိခိုက်စေမဲ့လုပ်ကိုလုပ်ခြင်းကိုတမကံပန္တာ right action လို့ခေါ်ပါတယ်ဘသူ့ကိုမှမထိခိုက်တဲ့အလုပ်ပေါ့နောက် number 5တမအားစီဝမှန်ကန်သောအတမူအကြောင်းရှိခြင်း right livelihood လို့လည်းပြောတယ် right profession လို့လည်းပြောပါတယ် any a living in a way that honors ourselves and others မိမိနဲ့အခြားသူတစ်ပါးမထိခိုက်စေတဲ့အတ္တမူဟံကြောင့်ရှိခြင်းကိုတမ္မာအာစီဝါလို့ပြောပါတယ်နော်အဲ့တော့တမ္မာအာစီဝါကိုဒီလိုပြောတယ် now right effort တမ္မာဝါယမ cultivating sincerest sincerest disciplined but not overdoing it ပေါ့နော်မှန်ကန်သောအာထုတ်မှုပေါ့ now number 7 Uh, right mindfulness tama the d cultivated the habit of shaping mind conduct of you know အဲ့တော့သတိနဲ့အမှန်ကတော့သတိနဲ့လက်ကင်ထားခြင်းနေထိုင်ကျင့်သုံးခြင်းပေါ့နောက်နံပါတ်8နံပါတ်8ကတော့ right meditation လို့လည်းပြောပါတယ် right concentration တမတမဒီဒါမှန်ကန်တော့တည်ကြည်ဖြောင်းမှတ်ခြင်း developing a practice of focus to consciousness ပေါ့နော်ဒါတမတမဒီရှိခြင်းပေါ့တမတမဒီတမဒီတရားလက်ကင်ထားခြင်းပေါ့ကဲအဲ့တော့ ဟာနောက်ထပ်ရှစ်ပါးဒီလာကိုတော့နောက်ထပ်ဗီဒီယိုဖိုင်ဒီထဲမှာလင့်တင်တလို့တစ်ချက်ကရှင်းပြပေးသွားပါမယ်เนาะအလုံးစင်ပြေကြပါစေကျမ်းမာချမ်းသာကြပါစေလောကီလောကုတ္တရအကျိုးတရားတွေဖြစ်ထွန်းပြီးတော့မိမိအကျိုးသူတို့ဘာအကျိုးကိုလည်းတည်ဖို့ဆောင်ရွက်နိုင်ကြပါစေเนาะ